ဘိုးကြီးတယောက်ဆိုလို့ဘုံမှုတယောက်ဆိုလို့ရှိရင်ဥစဉ်တပည့်ရဲ့ဆိုင်ကယ်ကိုလည်းတိတ်ထားတယ်ဒီယူထားတယ်ပေါ့တနေ့တိုးလေးဥစဉ်တို့ဒါရှေ့မှာယူထားတယ်လူဆိုလို့ရှိရင်ဥစဉ်တပည့်တွေနဲ့ကျွေးမှုနဲ့မကင်းဘူးဥစဉ်တပည့်သောခေါင်းဆောင်ဆိုဆိုင်ရှားမရေရမှာဥစဉ်တပည့်တွေပထမဆုံးစပြီးမှတိုက်ခဲ့တယ်ဥစဉ်တပည့်ပထမဆုံးပြည်သူစစ်တမ်းမှာဝင်ပြီးမှလှုပ်ဆောင်ခဲ့တယ်အဲ့ဥစဉ်တပည့်ကျွေးတဲ့ဟာနဲ့တော့သူမကင်းခဲ့ဘူးဒါပေမဲ့သူပြောတဲ့စကားလုံးတွေကရင်းရင်းတီတီရင်းအခါကဒါသူတို့မနေရ တွေ့တဲ့အခါမှာလည်းဗီဒီယိုဖိုင်ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတာရှိပါတယ်သူတို့ဘာလုပ်မလဲဘယ်လိုတင်မလဲဆိုစောင့်ကြည့်နေဥစဉ်တော့ကလည်းတင်ဖို့ကတော့အတန်ပိုင်နဲ့အစင်တင်မဲ့အဲ့နဲ့ဥစဉ်တော့ကတန့်တဲ့ဗိုလ်ချုပ်ကိုအားနာတယ်ဘာလို့တန့်တဲ့ဗိုလ်ချုပ်ဒီနေမနာညာမနာတိုင်းပြည်ရဲ့တာဝန်ကိုအမှန်တကယ်ထမ်းဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လေးစားရတဲ့အတွက်ကြောင့်ဥစဉ်တော့လည်းအားကိုအားထားရတဲ့တတ်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်เนาะဒါကြောင့်မို့လို့လေဥစဉ်တော့တခါတလေဟိုအားတွေကိုချမပြလေးရလို့ဥစဉ်ကပြောချင်ပါလေဗျာเนาะအဲ့တော့ ခြေတန်းစစ်မြေပြင်မှာတစ်ဖက်ကရန်သူတွေဟာစီးလုံးမှုပြိုကွဲနေတာဖြစ်တယ်လို့မတရားမှုတွေတော့မတရားမှုချုံနောင်မှုအောက်ကနေလွတ်မြောက်ခြင်းတဲ့သူတွေလည်းပြည်ရဲ့အချိုးလည်းရှိနေတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကစီးစီးလုံးလုံးနဲ့ညီညွတ်ညွတ်နဲ့အောက်လက်လက်သားတွေကိုလည်းကိုသားကိုရဲ့သားသမီးဗမာလို့ကိုတပည့်အရင်ဗမာလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လူလိုဆက်ဆံခြင်းမခံရလို့ပောက်ကူတော့ပောက်ကွဲနေတဲ့ရုပ်တံနဲ့အတူ ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင်စောချစ်သူနဲ့တားနှစ်ဦးကို American ပိတ်ဆို့အရေးယူလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ခြင်းပါတယ်။ကရင်နယ်ခြားဆောင်တပ် BGF ကနေအမည်ပြောင်းထားတဲ့ကရင်မျိုးသားတပ်မော် KNA ကို American ပြည်ထောင်စုကနိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ပြီး KNA ခေါင်းဆောင်စောချစ်သူနဲ့တားနှစ်ယောက်ကိုပိတ်ဆို့အရေးယူလိုက်တယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ ဆော့ချစ်တူနဲ့တားနှစ်ယောက်ကိုအမေရိကန်ဘန်နာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ဆိုင်းပါလိမ့်လဲမှုတွေလူကုန်ကူးမှုတွေနဲ့နေဆက်ဖြတ်ကျော်မှောင်ခိုမှုတွေကိုထောက်ပံ့ကူညီမှုကြောင့်ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ဆိုပါတယ်ထိုင်းမြန်မာနယ်စပ်မှာတရှိတဲ့ KNA ထိန်းချုပ်ရာဒေတာမှာအွန်လိုင်းငွေလိမ်ကိုင်းအများအပြားရှိပြီးမြန်မာနိုင်ငံကအွန်လိုင်းလိမ်လည်မှုတွေကြောင်းအမေရိကန်နိုင်ငံသားတွေဟာ၃နှစ်တာအတွင်းဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရာ KNA ဟာ အဲ့ဒီကနေအကျိုးမြတ်တွေရနေတဲ့အပြင်မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေကနေလည်း KNA အကျိုးမြတ်တွေရရှိနေတယ်လို့ဆိုပါရယ်အွန်လိုင်းငွေလိမ်ကိုင်းတွေကကျူးလွန်နေတဲ့ရာဇဝတ်မှုတွေနဲ့အကျိုးမြတ်ရရှိနေသူတွေကိုအရေးယူနိုင်ရေးနဲ့တိုက်ဖြတ်ရေးအတွက်အမေရိကန်ကအတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါရယ်ထိုင်းထူးစုံစမ်းစစ်ဆေးရေးဌာနကလည်းဒီနှစ်စံပိုင်းကဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ကရင် KNA ထိပ်တန်းကောင်းဆောင်တွေကိုလူကုန်ကူးမှုတန်တရားနဲ့ဖန်ဝရန်ထုတ်ဖို့ပြင်ဆင်နေတယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့မင်္ဂလာနဲ့နှက်ခင်ပါဗျ။ဒီနေ့က9ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျ။အဲ့မတော့ချင်းမြန်တို့လူများနဲ့တိုင်းမြေချေလူမျိုးချက်ဘာသာနာကိုချင်းမြန်တို့တဲ့လူများအားလုံးလည်း ကြားတဲ့နဲ့ကြားတဲ့နဲ့တော့ကတော့အားလုံးလဲကြားလိုက်မဲ့ထင်ပါတယ်ဗျာနော်အခုဆိုရင်တက်မတော်ပါနေရောညာရောဖီစီစီအကျန်းဖက်တီကိုခြင်းမုံနေရဖြစ်ပြည်သူများအားလုံးလဲကြားတည်ရတယ်လို့အကျန်းဖက်တီဘက်ကလည်းနော်ဒီအပြစ်မဲ့ဗီဒီယိုတွေကိုတက်မတော်ကနေမှဂျက်ဖိုက်တာနဲ့ခြာနေပါတယ်ဂျက်ဖိုက်တာနဲ့ပြစ်နေပါဆိုပြီးမှလဲခိတိတို့မီဇီမာတို့အာရဖေတို့ BBC တို့ကနေ ဝါရဖြန်နေတာလေအလုံးတွေ့ရလိုက်မထင်ပါဘူးဗျာနော်ဥစဉ်တော့ဒီနေ့ဆိုရင်9ရက်ဥစဉ်တော့3ရက်နေ့ညဆိုရင်လည်းခုံကြီးနော်3ရက်နေ့ညဆိုလို့ရှိရင်လည်းဥစဉ်စီကိုအဲ့ဒီဘက်ကနော်တရင်ပို့လာပေါ့နော်ခုံကြီးတို့ပဲအဲ့မှာစင်ကူးတို့ပဲတည်ရနေမှာမဘောလာလဲဆိုရှင်ဖရားတဲ့မင်းရညာထုံကြီးစိတ်ကမှနှစ်ယောက်တည်းဒဏ်ရရတာကြီးများတဲ့ဖရားတဲ့ဗဒတ်တွေလည်းပါတယ်ဖရားတဲ့ညာပဲတဲ့ နေဝင်ခင်းကြတော့ဗဒက်ကောင်းဆောင်နေလူဝဝလို့ပေါ့နော်အဲ့ဒါလူဝဝလို့ညဗဒက်ကောင်းဆောင်နေမတီးအောင်စီမံဟိုလုပ်နေရတာဗျာတဲ့ဗဒက်ကောင်းဆောင်နေမတီးအောင်ကဗဒက်အငယ်တွေကနေမှစီမံဟိုခိုးခိုးလုပ်နေရပေါ့နော်အဲ့မဲ့ဗဒက်တွေတော့တဲ့ဗဒက်တွေကတော့လက်ပြတ်ခြေပြတ်တွေများတယ်ဗျာတဲ့လက်ပံလာဂိမ်းမှလဲတဲ့ဗဒက်အထီးတုံးကောင်မမနှစ်ကောင်မနှစ်ယောက်သေးတယ်ဗျာတဲ့ တပိတော်ပေးဖို့တဲ့ကျမ်းတပိတော်ပေးတဲ့ကျမ်းနဲ့ပြောလို့ရတဲ့အချက်လက်တွေဓာတ်ပုံတွေဒါတုံးဓာတ်ပုံတွေဒါတုံးရင်ပိုကောင်းတယ်ဖရားတဲ့အခုရှင်ဖရားတပိတော်လည်းတရင်ပို့ဟာနည်းနည်းကြက်တယ်ဖရားတဲ့ Wi-Fi ဆက်တွေလည်းစရင်လိုက်ကောင်းနေတယ်တဲ့စရင်မပို့တဲ့စရင်မပို့ဝဲတုံးလို့မိနေရင်လည်းဆက်တိတ်ဓာန်ဝေတိတ်90ပါဖရားတဲ့အတော်ငတ်တဲ့ဗရတ်တွေပါဖရားတဲ့ဗရတ်တူလည်းဗရတ်ပဲမှန်နော် အဲ့တော့မန်ပရက်ဒီဒီညအတော်ထိတဲ့သူတွေအတော်ထိတယ်ဖျားတဲ့ခုထိအတန်တွေကြားနေရတော့နဲ့စင်ကူးလက်ပံလာပါတဲ့ဂျက်ဖိုက်တာတွေတောက်လျှောက်ဂျမ်ဖက်တွေကိုခြေမုံနေတယ်ပေါ့နော်အဲ့တော့တော့ကျင်တာတော့ဒီဗရက်နောက်ပြီးတော့သူကဗရက်တွေကလည်းရှင်ဖျားတဲ့အခုဆိုလို့ရှိရင်ပြေးတဲ့ဗရက်တွေကိုလည်းပေါ့လိုက်ပြီးမှဖမ်းနေရပေါ့နော်ဗရက်တွေတော်တော်များများကလည်းပြေးလွှားနေတာတွေကလည်းတော်တော်များုံကြတယ်သူပြောပုံရနော်အဗရက်တွေပြေးတဲ့ဗရက်တွေလည်းလိုက်ဖမ်းပြီးမှတဲ့ကျုံတော့ ်ကြီးနိုင်တို့ပြောမြင်ရတဲ့ဗရက်တွေကိုချင်းချင်းနေပြစ်တတ်နေတယ်ဖရားတဲ့ဒီ DNA တွေကလာဖုံးကျော်ရဲ့ဟိုပါအားလုံးပေါ့ဗျအကုန်လုံးတော်တော်များများနေရာဒီမှာဗရက်ဗရက်ခေါင်းပိုင်းနေရတော့ရတယ်ထင်တယ်ဗျကြည်ရနော်အဲ့တော့ရတယ်ဥစဉ်တို့ရတဲ့အတွက်ကြောင့်လဲအဆင်ပြေတာပေါ့ဗျာနော်ဘိုက် DNA နဲ့ပူပေါင်းရအောက်ကဗရက်တွေဗရက်မာလီတွေအဲ့ဒီပိစားရတယ်ပြည့်တဲ့ဗရက်တွေမိရင်လဲပြစ်တတ်တဲ့အကြောင်းမျိုးဒါနော်မျက်မြင်ကိုတွေ့ဒီအဲ့ လူလဲအခွင့်မတားလို့လာလို့မရလို့ပေါ့နော်လာလို့ရရင်တပည့်တော်လဲအလင်းဝင်มาပါဗျာတဲ့တပည့်တော်လဲဒါမှားမှန်တိပြီပေါ့နောင်နာရမှန်လဲတိပြီပေါ့တပည့်တော်ဗမာလူမျိုးတွေပဲသူတို့တွေတေလန့်ပို့တာပေါ့တပည့်တော်တကယ်ချင်းနေဆိုရင်လဲတဲ့တေးရတာမနှဲပါဘူးဗျာတဲ့တပည့်တော်ကခံကောင်းလို့မတေးရရပေါ့နော်အဲ့တော့ရှင်ဘုရားလည်းဒီကဲလို့တပည့်တော်မန္တလေးရောက်ရင်လည်းရှင်ဘုရားတပည့်တော်ကိုကူညီပေးပါဦးနော်တဲ့တပည့်တော်မိသားစုနဲ့အမြန်ဆုံးပြန်ပြီးမှ ဆုံညင်းနေဗျာတဲ့တပြီးတော့ခေါင်းရောင်းမွေရလဲအေးစေးစေးလှုပ်စားခြင်းနေဗျာတဲ့တပြီးတော့လဲနောင်တရလို့မဆုံးပါဘူးဆိုရင်မဒါဥစဉ်ကိုတရင်နေခိုင်းလုံးနဲ့တရင်နေတိကျတဲ့တရင်နေကိုအမြဲတမ်းဥစဉ်စီကိုဒါပို့ပေးနေတာပေါ့နော်အဲ့လူလဲဒါတော့အန်ဒီရကင်းဖေးရှင်းပါတဲ့သူ့လိုဗရက်တွေလဲဟိုအများကြီးတဲ့သူ့လိုဗရက်တွေလဲလင်းဝင်ခြင်းနဲ့ဗရက်တွေဒါမိသားစုစီကိုပန်ပြီးမှအေးစေးစေးနေခြင်းနဲ့ဗရက်တွေသူကပြောရဲတပြို့တို့ပြန်လာလို့ရှင်ရှင်မြဘလို့အပြစ်ဒီမှန်ပေးမလို့မတူဘူးနော်တဲ့ တကယ်လို့အပြစ်အပြစ်ရှိခဲ့ရင်တောင်မှနိုင်ငံတော်အစိုးရအနေနဲ့နတ်ဆက်ကအစိုးရအနေနဲ့ရှော့ပေါ်ပြီးမှအပြစ်ပေးမယ်လို့ဥစဉ်အနေနဲ့ကတော့ဒါတရားခိုင်နှုန်းယုံကြည်ပါတယ်ဗျာနော်တကယ်လို့လူတို့တွေကအပြစ်ကြီးကြီးမားမားမကျူးလွန်ခဲ့ဘူးဒါစစ်တိုက်တစ်ဖက်နဲ့တစ်ဖက်ကစစ်တိုက်တယ်စစ်တိုက်လို့ပြစ်ထားတော့ဒါအပြစ်လို့ပြောလို့မရဘူးဗျာတို့ဒါသူတို့တစ်ဖက်နဲ့တစ်ဖက်သူတို့ကလည်းဒီဘက်ကိုရန်ရန်သူတို့တဘောထားမှာဟုတ်ကိုယ့်ဘက်ကလည်းရန်သူတို့တဘောထားမှာပဲပြောချင်တာတော့ပန်းနေနဲ့ပေါက်နေရမဟုတ်တဲ့အတွက်ကြောင့်ဖြစ်ကြမှာပဲဖြစ်ကြမှာပဲเนาะ ဲ့ဒီအပြစ်လောက်ကတော့အပြစ်လို့ပြောလို့တော့မရဘူးပြန်တော့အပြစ်မဲ့ပြူတွေကိုဒီပေါ့ဗျာဘာမှဂျာနေဝါရအပြစ်မဲ့ပြူတွေကိုသူတို့လိုစောစောကလိုပူးစင်းပြောခဲ့လို့ဟိုပါပေါ့နော်ဒီပြည့်တဲ့ပြည်သူတွေကိုစာကြီးကောက်ထားတယ်ပြည့်တတ်ထားတယ်မတရားလုပ်ထားတယ်မတရားအနိုင်ကျင့်တာတွေဒါမျိုးဆိုရင်တော့ဥပဒေအလျောက်တော့အပြစ်ပေးပါပေါ့ဒါပေမဲ့လည်း short ပေါ်ပြီးမှအပြစ်ပေးလိုက်မယ်လို့ထင်ပါတယ်ဗျာနော်ဘာလို့ရှေ့မှလည်းရှိခဲ့တာဘို့ဗျရှေ့မှလည်းဒီတော်တော်များများ PDF တွေအလင်းဝင်လာတာရှိတာဘို့ အလင်းဝင်လာတဲ့အခါမှာ PDF တွေကိုဒါနိုင်ငံတော်အနေနဲ့ထောက်ပံ့မှုတောင်းမှပေးသေးရလို့ဥစဉ်တို့ကြားတိရတယ်ပေါ့မြင်တွေ့ရတယ်ပေါ့ကြားတိရတယ်မြင်တွေ့ရတယ်ကြားတာထဲနော်အဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကနတ်ဆက်ကအစိုးရအနေနဲ့တဘောရာကြီးစွာနဲ့ပေးနေရဆိုတော့အလုံးလဲဒါမြင်ပါမနော်အဲ့တော့ဥစဉ်ကလာမလာလာခဲ့အလင်းဝင်ခြင်းတဲ့တူတည်းလဲရှင်းရင်လဲဆက်တွေ့ခိုင်းနော်အဲ့တော့ဘာမှမဖြစ်ဘူးမိသားစုနဲ့ပြောပြောရှင်းရှင်းအေးကြမ်းကြမ်းပဲနေရလိုက်မယ်အဲ့တော့ ဥစဉ်လဲဆွမ်းနိုင်နေမြတ်တတ်နိုင်နေမြတ်ကူညီပေးမယ်လို့တော့ဒါဥစဉ်လဲပြောထားပါတယ်ဗျာနော်ဒါတပည့်ချင်းစင်ကူဘက်ကတရေနေဆိုဥစဉ်ကိုဆင်ဆက်မပြတ်ဒါပို့ပေးနေတဲ့ဒကာပေါ့နော်ဒကာပေါ့သူကခစ်ချင်နေမကောင်းတဲ့တော့ကြောင့် PDF ထဲမှာဒါသူနင်းနေရတယ်ပေါ့နော်နင်းနေရတယ်အဲ့တော့ဘာပြောပြောပါဥစဉ်တို့ဒီ PDF ဒီတချို့ကတော့ပြောရှင်ဘေးကဒီကောင်းနေလေးဝင်ခိုင်းစရာမလိုဘူးဒီကောင်းနေရှင်ဘေးကပြည့်မဲ့ပြည့် မှန်တော့မှန်ပါတယ်ဒါပေမဲ့လေလူတွေကအမားနဲ့လုံးဝလူတိုင်းလူတိုင်းမှာအမားနဲ့မကင်းကြပါဘူးအမားနဲ့မကင်းကြပါဘူးเนาะအမားနဲ့မကင်းကြဘူးအဲ့တော့ဥစဉ်တို့ဘာပြောချင်တာလဲဆိုတော့ဒီကြပြပြောမယ်ဥစဉ်တို့ဟုတ်လားလူတွေကအမားနဲ့မကင်းဘူးအဲ့တော့ပေါက်ကုတော်တို့လည်းအမားနဲ့กินလားပေါက်ကုတော်တို့လည်းအမားရှိမှာပုထုဇဉ်မယဟန်မဲလေပုထုဇဉ်ယဟန်မဲပေါက်ကုတော်ရဲ့တပည့်လေးလည်းအမားနဲ့กินလားအမားနဲ့မกินဘူးသူလည်းပုထုဇဉ်နေပဲเนาะ အမှုဥစဉ်နေပဲဥစဉ်တော့ဟိုတလောကပဲဒါမြက်ကန်နာမှာဖြစ်သွားတယ်မြက်ကန်နာမှာဖြစ်ပေါ်ရတဲ့အရာမဟုတ်လားကိုယ့်ဘက်ကဘဝတဏှာနဲ့ချိန်ပါတယ်ဆိုရင်မဟိုဘက်ကဝါရဖြန့်တယ်ဝါရဖြန့်တယ်ဒီတုံးရောက်ထဲမှာကြောက်တဲ့ကောင်လို့ဖွဲ့ကြီးတဏှာနဲ့ချိန်စရာအကြောင်းလည်းမရှိဘူးနော်အဖေလို့ဆိုအဲမြက်ကန်နာမှာဆိုလို့ရှိရင်ဥစဉ်တော့နောက်ထပ် view ဟာမှုအရင်လေးစားစရာကောင်းတယ်လူမှန်လူလည်းမမြင်ဘူးပါဘူးနော်ဒါပေမဲ့သူတရင်ကိုဥစဉ်တော့စုံစမ်းကြည့်တဲ့အခါမှာသူဟာစစ်သားပိဒါတယ်စစ်သားဆိုရှိတယ် အဲ့တော့စစ်သားပြီးသားတဲ့စစ်သားစိတ်ရှိတဲ့သူတွေကအောက်လက်လက်သားကြီးတော့သူကစီကံကြီးတယ်စနစ်ကြီးတယ်သူကသူများကြွေးတာသူများရဲ့လက်ထိုးတာဗာထိုးတာသူစိတ်ဝင်စားဘူးသူကစစ်တိုင်းမဲ့စစ်ဘက်ကိုစိတ်ဝင်စားတယ်သူ့အလုံးသူ့နိုင်ငံတော်ကပေးရတဲ့တာဝန်ကိုတမတော်ကပေးရတဲ့တာဝန်ကိုသူတာဝန်ကြည်အောင်လုပ်မယ်နိုင်ငံတော်သူတိုင်းပြည်နဲ့နိုင်ငံတော်သူကာကွယ်မယ်ဗလာတာနာသူကာကွယ်မယ်သူလုံးဆရာရှိရလုပ်မယ်အဲ့တော့အောက်ကတချို့ပုံမှုတွေကဗာအဲ့ဒီဘူဝမှုကျနေရတာအကြထားပြတပြီးတော့နေထိုင်ရခက်တယ်ဗျာ တက်เสียအကြောင်းမရှိဘူးဒါသူစိတ်မြေပြင်မှာရှေ့တိုင်းမြေမှာတို့တို့ကြတော့ဟုတ်လားစုံစမ်းကြည့်တော့သူ့ရဲ့သတင်းကကောင်းတယ်ကြိုက်တယ်အဲ့လိုပဲစီကိုင်းရှိရမှာတော်ရင်တော်တယ်လို့သူကကြီးမွင့်နေညံ့ရင်ညံ့တယ်လို့သူများပို့တယ်ဟာပါညာပေါ့သူများပြည်သူပေါ့အနိုင်မကျင့်တဲ့ဆိုတဲ့စစ်သားမျိုးစစ်သားမျိုးပြည်သူကပြည်ဝဆောက်ရှောက်ပေးမယ်ပြည်သူကပြည်ဝကာကွယ်ပေးမယ်တိုင်းပြည်ကိုသူအသက်ရှိတဲ့ပြည်ဝကာကွယ်ပေးမယ်ဆိုတဲ့စစ်သားမျိုးလူအမှုမျိုးအဲ့တော့ဥစဉ်တော့ကဘာပဲပြောပြော အဲ့လိုယူအမှုမျိုးကိုဥစဉ်တို့အနေနဲ့တရားဂိုင်လုံးလဲထောက်ခံတယ်လို့တရားဂိုင်လုံးလဲကြိုးဆိုပါတယ်เนาะကြိုးဆိုပါတယ်အရေးချင်းလဲရှိတယ်စစ်သားလဲပြီးကြတယ်တော်လဲတော်တယ်ဟုတ်လားအချို့ကြတော့လဲဦးလေးကြတော့ပြည်သူစစ်တွေကိုဆက်ဆံတဲ့အခါမှာတန်းတူမဆက်ဆံဘူးတန်းတူမဆက်ဆံဘူးညီညွတ်အောင်စီလို့အောင်မတည့်တဲ့ဟာကိုတည့်အောင်ပြန်ပြီးမှမတည့်မနိုင်ဘူးတချို့ အချို့ဘုံကြီးတယောက်ဆိုလို့ဘုံမှုတယောက်ဆိုလို့ရှိရင်ဥစဉ်တပည့်ရဲ့ဆိုင်ကယ်ကိုလည်းတိတ်ထားတယ်ဒီယူထားတယ်ပေါ့တနေ့တိုးလေးဥစဉ်တို့ဒါရှေ့မှာယူထားတယ်လူဆိုလို့ရှိရင်ဥစဉ်တပည့်တွေနဲ့ကျွေးမှုနဲ့မกินဘူးဥစဉ်တပည့်သောကောင်းဆောင်ဆိုဆိုင်ရှားမရေရမှာဥစဉ်တပည့်တွေပထမဆုံးစပြီးမှတိုက်ခဲ့တယ်ဥစဉ်တပည့်ပထမဆုံးပြည်သူစစ်ထဲမှာဝင်ပြီးမှလှုပ်ဆောင်ခဲ့တယ်အဲ့ဥစဉ်တပည့်ကျွေးတဲ့ဟာနဲ့တော့သူမกินခဲ့ဘူးဒါပေမဲ့သူပြောတဲ့စကားလုံးတွေကရင်းရင်းတီတီရင်းအခါကဒါသူတို့မနေ့က တွေ့တဲ့အခါမှာလည်းဗီဒီယိုဖိုင်ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတာရှိပါတယ်သူတို့မလုပ်မလဲဘလို့တင်မလဲဆိုစောင့်ကြည့်နေဥစင်းတို့ကလည်းတင်ဖို့ကတော့အတန်ပိုင်နဲ့အစင်းတင်မဲ့ဒါနဲ့ဥစင်းတို့ကတန်းနေဗိုလ်ချုပ်ကိုအားနာတယ်ဘာလို့တန်းနေဗိုလ်ချုပ်ဒီနေမနာညာမနာတိုင်းပြည်ရဲ့တာဝန်ကိုအမှန်တကယ်ထမ်းဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လေးစားရတဲ့အတွက်ကြောင့်ဥစင်းတို့လည်းအာကိုအားထားရတဲ့တတ်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်เนาะဒါကြောင့်မို့လို့လည်းဥစင်းတို့ကတခါတလေဟိုဟာတွေကိုချမပြလေးရလို့ဥစင်းကပြောချင်ပါလေဗျာเนาะအဲ့တော့ ခြေတန်းစစ်မြေပြင်မှာတစ်ဖက်ကရန်သူတွေဟာစီလုံးမှုပြိုကွဲနေတာဖြစ်တယ်လို့မတရားမှုတွေတော့မတရားမှုချုံနောင်မှုအောက်ကနေလွတ်မြောက်ခြင်းတဲ့သူတွေလည်းပြည်ရဲ့ချိုးလည်းရှိနေတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကစီစီလုံးလုံးနဲ့ညီညွညွင်နဲ့အောက်လက်လက်သားတွေကိုလည်းကိုသားကိုရဲ့သားသမီးဗမာလို့ကိုတပည့်အရင်ဗမာလို့မစီလုံးတာကိုစီလုံးအောင်မညီညွတ်တာကိုညီညွတ်အောင်လုပ်ပေးပါလို့ပေါ့ကိုတော့မေတ္တာရက်ခံတောင်းဆိုခြင်းပါတယ်ဗျအားလုံးဒါပါပဲဗျာ